ဒီဗီဒီယိုလေးကတော့ဘုရားဟန်မင်းကြီး Francis အတေဆုံးခင်တရက်ကပြည်သူလူထုနဲ့နောက်ဆုံးတွေ့ဆုံသွားတဲ့အချိန်ကလေးပဲဖြစ်ပါတယ်ခင်ဗျာဘုရားဟန်မင်းကြီး Francis အတေဆုံးချိန်မှာသူ့လက်ထက်မှာငွေဒေါ်လာ100ရာသာကျပ်ခဲ့ပါတယ်ဒါကတော့မြန်မာငွေ၄သိန်းကျော်လောက်ပဲဖြစ်ပါတယ်ပိုင်ဆိုင်မှုလည်းဘာမှမရှိပါဘူးဘဏ်အကောင့်တွေရင်းနှီးမြှုပ်နှံမှုတွေလည်းဘာတစ်ခုမှမရှိပါဘူးခင်ဗျာ ူရဲ့လာစာကယူရို3သိန်း4000မြန်မာငွေခန့်မှန်းအဖြစ်သိန်း16000ကျော်ရရှိခွင့်ရှိပေမဲ့သူဟာယူဖို့ညှင်းပယ်ခဲ့ပါတယ်။ဂျူးစစ်အတင်းကိုင်းဝင်တဦးဖြစ်တဲ့လျောက်စင်းရဲသားတို့အတွက်အပြန်လဲပံ့ပိုးခဲ့တာကြောင့်ဗန်နာငွေပိုင်ဆိုင်မှုတစုံတရာမယူခဲ့ပါဘူးခင်ဗျာ။ရဟမင်းရဲ့နေထိုင်စရာနေရာဖြစ်တဲ့လမ်းတော်ကြီးထဲမှာလည်းသူမနေပါဘူး။ ဗာတီကန်အတွင်းကဂါဆာစင်တာမှာတာဆိုတဲ့တာမန်ဂတ်ဟောက်လီတခုမှသာနေထိုင်ခဲ့ပါတယ်။ဗာတီကန်ကသူ့ရဲ့အစအတော့ခီးသွွာလာမှုလုံခြုံရေးစတာတွေကိုတောက်ပြီးယူကုသိုလ်ပြုခဲ့ပြီးပေမဲ့သူကိုယ်သူတော့တာမန်လူမျိုးတယောက်လိုညတာစွာနေထိုင်ရင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒီပိုယဟမ်မင်းကြီး ဖရန်စစ်ဆိုတာသူကိုယ်တိုင် သူ့အိတ်ကိုယ်သူတည်တတ်တဲ့သူ ဖြစ်ပါတယ်။ ဟိုယဟန်မင်းကြီးရွေးချယ်ခံရပြီးတဲ့နောက်မှာလည်းကိုတိုင်ဟိုတယ်ခါကိုပေးဆောင်တတ်သူဖြစ်ပါတယ်။နန်တော်ကြီးရဲ့မမနေပဲ guest house အခန်းလေးမှာသာချူချူချင်ချင်တင်းတင်းရောင်ရဲနိုင်တဲ့သူဖြစ်ပါတယ်။ဟိုယဟန်မင်းကြီး friends ရဲ့ဘဝကသူ့ဘဝတစ်ခုလုံးအားဆိုရင်အရင်ခေတ်ဆက်ဆက်ကဟိုယဟန်မင်းကြီးရဲ့ lifestyle ထက်များစွာကိုလိုရှင်းခဲ့ပါတယ်။စင်မှန်တဲ့ခေါင်းဆောင်မှုဆိုတာ ရွှေငွေပိုင်ဆိုင်မှုနဲ့အာဏာတွေထက်နှလုံးသားနဲ့တမာတိတာလိုအပ်ပါတယ်ဆိုတာကိုကဘာကြီးကိုမိမောင်းထုတ်ပြခဲ့သူလည်းဖြစ်ပါလေသူရဲ့ရှင်တန်ခဲ့တဲ့အတ္တဟာယာဒူးယာကံဂုံွေထက်နှိမ်ချခြင်းကသာ ပိုလိုမြင့်မြတ်ကြောင်းပြသခဲ့ပါလေဘုရားဟန်မင်းကြီးဖရန်စစ်ဟာသူပြန်လွန်သွားသည့်တိုင်အောင်သူရဲ့ကျင့်စဉ်တွေအားဖြင့်ကျွန်တော်တို့တွေကိုအတူယူလေ့လာနိုင်အောင် ဆွမ်းဆောင်နိုင်ခဲ့တဲ့သူလည်းဖြစ်ပါလေခင်ဗျာစစ်မှန်တဲ့ကောင်းဆောင်ဆိုတာရွှေဝေပိုက်ဆက်မှုနဲ့အာနာရီထဲနှလုံးသားနဲ့တမာတိတာလိုအပ်တယ်ဆိုတာကိုကဘာကြီးကိုမိမောင်းထုတ်ပြခဲ့တဲ့ဟိုယဟန်မင်းကြီးဖရန်စစ်ကိုလေးစားတော်အဖြစ်ဒီဗီဒီယိုလေးကိုတင်ဆက်လိုက်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ